အကြောင်းစုံလှလူဘဝဘာမှမရှိရကျုံနိုင်သည်ဘေးစုံအောင်တွေးနေရင်မတည်ချာအကြောင်းတရားတွေကအစုံလုတ်ခဲ့တာတော့လူဘဝကြီးမှာမနဲ့ပြန်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိဘူးအကြောင်းစုံလှလူဘဝဘာမှမရှိရပတ်စံရှိတဲ့လူတွေကိုလည်းပဲကြေးရတယ်ပေးကြတယ်လို့တော့မထင်နဲ့အချိန်မီွေးကောက်ကနေဖြစ်နေတာဖြစ်နေအကြောင်းစုံခဲ့တာဟုတ်အများကြီးလုတ်ခဲ့တာကျုပ်ကဟုတ်လားအကြောင်းစုံလှလူဘဝဘာမှမရှိရ ဘာမှမရှိရကျုံနိုင်သည်ဘေးစုံအောင်တွေးနေရမသေးကြကျုံနိုင်တဲ့ဘေးတွေဟာစုံအောင်တွေးမယ်ဆိုရင်နေရမသေးကြဘူးဆိုတာသင်ရှားရတယ်။အမျိုးမျိုးသောကြောင်းတရားကြောင့်ဒီခန္ဓာကိုယ်ကြီးကမဖြစ်နဲ့နော်ပျက်စီးနိုင်တယ်။ဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့နောက်ဆုံးနော်အကောင်းဆုံးအမြင့်မားဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာ။ပါစိတ်တမွေးရမှာတော့ရှင်းသေးစိတ်တမွေးရမှာနော်ဒုက္ခကိုအမြင့်ပြတ်ဖြတ်မဲ့ဆိုတဲ့မျိုးစိတ် ချရမှာပေါ့နော်ဒီဘဝမပြောင်းရင်နောက်ဘဝအဲ့ဒီဘက်ကိုဥတည်ထားရမယ်ရှေ့ရှုထားရမယ်ဘဝအကောင်းမဟုတ်ဘူးဆိုတဲ့အမြင်မော်မော်ကိုဖုံဖုံတို့တွေကယက်တည်ထားရမယ်အဲ့ဒါကြောင့်ဘဝအကောင်းမဟုတ်ဘူးဆိုတဲ့အမြင်မှန်ပေါ်မှာယက်တည်ထားရမယ်သစ္စာလေးပါအမြင်ပေါ်မှာဖုံဖုံတို့ရဲ့စိတ်ကဘာလို့ထားမလို့ယက်တည်ထားရမယ်ဘဝရဲ့ဆုံးသွားတဲ့အခြေအနေတွေကိုငွေကြီးနဲ့လည်းမကာကွယ်နိုင်ဘူးကြောက်ကြမှုနဲ့လည်းမကာကွယ်နိုင်ဘူးအတိုင်းဝိုင်းနဲ့လည်းမကာကွယ်နိုင်ဘူးဘဝရထက်တဲ့လူတိုင်းဟာ တကယ်တမ်းအမှားကဒုက္ခနဲ့ပဲတိလျှောက်တာ။ဒါကြောင့်ဘာလုပ်ဖို့လိုတော့ချင်းသိစိတ်နဲ့မွေးဖို့လိုတယ်။လွတ်မြောက်အောင်လုပ်ဖို့လိုတယ်။အဲ့တော့အဲ့ဒီလိုလွတ်မြောက်အောင်လုပ်ဖို့ဆိုလို့ရှိရင်ဘုဖုံးတို့အကောင်းဆုံးအလုပ်လုပ်ရမယ့်လောက်ကဘာလဲလို့မြင်တတိပဋ္ဌာန်တရားပေါ့။ဒါတော့ပွားများအထောက်ရမယ့်အလုပ်ပေါ့နော်။တတိပဋ္ဌာန်ဆိုတာကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်တိုင်းအတိအမှတ်ပြုတ်ပြုတ်ပြီးနေတဲ့အလေးခြင်းကိုပြောတာ။ဝင်လေထွက်လေလေးပုံမှန်ဖြစ်နေတယ်။ဒါတော့သူဖြစ်နေတဲ့သဘောပဲ။ ကိုလှုပ်ထတာလည်းမဟုတ်ဘူးသူလှုပ်ထတာမှမဟုတ်ဘူးသူကသူအကြောင်းအားလျော်ဆိုတာဖြစ်နေတယ်ဝင်လေထွက်လေဟုတ်လားအဲ့ဒါကိုဘုံဘုံတို့တလဲဆက်သတိလေးထားနိုင်မယ်ဆိုရင်ဒါပါလုပ်နေတော့သတိပဋ္ဌာန်တရားပွားနေအများကြီးဘောတော့ဏီတန်ဏီသတိပဋ္ဌာန်ဏီလန်းနေရတာဟုတ်လားဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်အနှစ်ချုပ်ပြောရရင်တော့တိနေတဲ့သဘောလေးတိနေအောင်ကြိုးစားတာအဲ့ဒါဘဝဒုက္ခလေးကိုချုပ်ငြိမ်းသွားစေမယ်အကောင်းဆုံးဏီလန်းအကောင်းဆုံးလို့